အုပ်ချုပ်ရေးအာဏာသက်ရောက်မှုနဲ့တဲ့နေဆက်တွေမှာတရားမဝင်တစ်ခိုးထုတ်မှုတွေရှိနေစေလို့တတော်ဝင်ကြီးဌာနကလွှတ်တော်မှာပြောကြားလိုက်တဲ့သတင်းကိုဥနေဖြိုဝင်းကနေပြီးတော့ကနေပြပို့ထားပါတယ်ရှင်တရားမဝင်တထုတ်လုပ်မှုတွေကိုဒီဇဲဥပဒေတွေနဲ့ဖမ်းဆီးအရေးယူနေပေမဲ့နေမေလုံချုံရေးရအုပ်ချုပ်ရေးအာဏာတက်ရောက်မှုနဲ့တဲ့နေဆက်တူသားတွေမှာတော့တရားမဝင်တထုတ်လုပ်မှုတွေရှိနေတယ်လို့ဇွန်လ29ရက်နေ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာတတော်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကပြောကြားခဲ့တာပါ တပည့်များခိုးထုတ်ခိုးလဲရင်ချက်ချင်းစီရင်ချက်ချနိုင်တဲ့ဥပဒေပြင်ဆင်ရေးဆွဲရန်ရှိမရှိနဲ့ငယ်စားဒေသတွေမှာတစ်ခိုးမှုရောင်းဝယ်မှုတို့ကိုဟန်တားနိုင်ဖို့လုံခြုံရေးတိုးမြင့်ပေးရန်ရှိမရှိမေးခွန်းကိုဖြေကြားရမှာထည့်သွင်းပြောကြားသွားတာပါ။တရားမဝင်တစ်ခိုးလဲထုတ်လုပ်မှုများပေါ်မှာကျွန်တော်တို့တည်တော်ဥပဒေဌာနကကြီးစဲအညီကြီးစဲဥပဒေများနဲ့အညီရေးယူဆောင်ရွက်သလိုတမရောမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ဒေသပို့ချုပ်ရေးဖွဲ့တွေပူးပေါင်းပြီးကာဝတ်တားဆီးခြင်းစစ်ဆေးခြင်းဒီပြင်စစ်ကြောင်းများအပြင်နဲ့အနေနဲ့ရှိတဲ့ခြင်းများကိုလည်း ထောင်ရပြီးလည်းရှိပါတယ်။သို့တော်လည်းနေပြည်တော်ရေးရကျွန်တော်တို့လမ်းမဆက်တဲ့အခြေအနေဖြစ်ခဲ့ပြီးပုံချုပ်မှုအာဏာဥပဒေတရားမှုနည်းတဲ့ဒေသတွေမှာခုနတို့တော်ကိုယ်စားလှယ်ကြီးဆွေးနွေးသတယ်လို့နေဆက်ဒေသတွေမှာတော့တရားဝင်တင်များကျွန်တော်တို့စီစဉ်ပြီးတော့မှဒီတရားဝင်တင်များအပေါ်ကာကွယ်တားဆီးဖို့ကိုလည်းကျွန်တော်တို့အစဉ်အလေးစားဆောင်ရွက်လည်းရှိပါတယ် 2014ခုနှစ်ဇွန်လ25ရက်အထိကျွန်းအစ်စ်မှာအခြားအစ်စ်စုစုပေါင်း8136.8တန်ဖမ်းဆီးရမိခဲ့ပြီးပြည်ပကိုတစ်ခိုးယူမှုများပြားလာတဲ့စကိုင်းတိုင်းဒေသကြီးမန်လေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်လာရှိုးတိုင်းသုံးတိုင်းနယ်စပ်မှာလည်းတရားမဝင်အစ်စ်မျိုးစုံ3850တန်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ကျွန်တော်တို့မှာခုနလိုတိတော်တွေပုံလမ်းမှုညော်တဲ့လားတဲ့အကြောင်းရင်းတွေကတော့ကျွန်တော်တို့ဒူးကြီးတိုးတက်လာတဲ့အမြတ် တော့နေရေးစားရေးအတွက်ရွှေပြောင်းတန်းဆိုင်ပြုခြင်းအလိုရုံတစ်ထုံလုပ်ခြင်းနောက်ခုနကျွန်တော်တို့ကုသိုလ်တွေမှုလုပ်ငန်းများဆောင်ရွက်ခြင်းဒီဒီကျွန်တော်တို့လူကြီးတိုးဝလာတဲ့အတွက်လူမစွာရေးကမတိုးတတ်တဲ့အတွက်တစ်ထင်းလိုအပ်ချက်အတွက်တင်တော်များပေါ်မှာပုံမူတည်မီလာခြင်းတရားမှန်သူကုသိုလ်တွေပြုကြောင်းလေ့လာလို့ရှိရပါတယ် မြန်မာနိုင်ငံရဲ့တက်တော်ဖုံးလွှမ်းမှုယော်နယ်ပြုံတိမှုဟာ1990ပြည်နှစ်ကနေ2000ပြည်နှစ်အထိ1.3ရာခိုင်နှုန်း2000ပြည်နှစ်ကနေ2010ပြည်နှစ်အထိ3.93ရာခိုင်နှုန်းရှိကြောင်းသိရပါတယ်တက်တော်ဥပဒေကိုလည်းပြန်လည်ပြင်ဆင်ရေးဆွဲနေပါတယ်ကျွန်တော်နေပြည်တော်မှာ